ရန်ကုန်တခွေတရင်စုံလင်ကရွှေဥစွာတင်ဆက်မဲ့တရင်ကတော့မြို့နယ်များတွင်မဟာသဇံအကြံဤမြမရွာရင်ချေးမှုနှင့်အညီရေကစားခြင်းနှင့်စရိတ်သားကျွေးမွေးခြင်းများပြုလုပ်တဲ့တရင်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်မြန်မာသက်ကလေး1386ခုနှင့်မြန်မာရွေရရင်ကျေးမှုမဟာဒဇန်ပွဲတော်အတန်းနေတွင်မြန်မာရွေရရင်ကျေးမှုနှင့်အညီရေကစားခြင်းနှင့်စစ်တွေ့ရတာကျွေးမွေးခြင်းများကိုဧပြီလ16ရက်နေ့ပိုင်းကမြို့နယ်ရေကစားမန်တန်နှင့်စစ်တွေ့ရတာမန်တန်များတွင် ပြုလုပ်ကြောင်းသိရပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများရပ်ကွာအုပ်ချုပ်ရေးမှူးများကစတွေ့ဧတာများခြင်းဝင်လူရန်ချင်းမြမရွေရမဟာဒဇန်အဖွဲ့တော်အားရွေရရင်ခြင်းမှုနှင့်အညီရေကစားခြင်းများကိုပြည်သူများနှင့်အေဂျင်စွာပါဝင်ဆင်နွှဲကြကြောင်းသိရပါသည်ဒါအပြင်မြို့နယ်များအတွင်ရက်ွက်ကြွားများရှိဖုံတော်ကြီးကြောင့်အသည်းသည်တို့တွင်တရားဒေသနာတော်နိုင်ယူကြသူများဥပုပ်ဒေသဆောက်တည်ကြသူများဖြင့်ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။ မြန်မာရွာရွာရင်ကျေးမှုမဟာဒဇံပွဲတော်ဟာမြန်မာတပ်ကရေနှစ်တနေကုန်ဆုံးပြီးနှစ်သိရဲ့အေးချမ်းမှုကိုရရှိစေရန်နှိဟောင်းမအငြေကြီးများကင်းစင်လွင်ပြောက်စေပြီးနှစ်သိကိုမပါလာစေရန်ရည်ရွယ်ကရေစင်သုံးလောင်းချခြင်းဖြစ်တာနဲ့အညီနှိဟောင်းမအငြေကြီးများကိုတကြံအတာအနေဖြင့်တအုပ်နဲ့တအုပ်ကြီးနူးသိမ်မွေစွာရေပတ်ဖြန့်ကစားကြတဲ့မြန်မာဒလိမြန်မာရွာရွာရင်ကျေးမှုပွဲတော်တစ်ခုဖြစ်ကြောင်းသိရပါရရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ဒေါပုံမြင့်နေရင်ဇေဝိတာဒါနာငှက်လှုပ်ပွဲပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ပိုတတောင်ခရိုင်တော်ပုံမြို့နယ်တွင်ပြည်သူများဘေးရန်ရဲ့အပေါင်းကားခင်ရှင်စီရဲ့ရွှေပြီးစေဝိတာဌာနငှက်လို့ပွဲကိုဧပြီလ16ရက်နေ့က9နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ပြုလုပ်ကြောင်းသိရပါတယ်ငါလှုပ်ပွဲရင်ဘုဒ္ဓထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နဲ့အဖွဲ့ဝင်များဘုဒ္ဓထောင်ခရိုင်အမျိုးသမီးရှေးရအဖွဲ့ဥက္ကဋ္ဌဒေါခင်ဝင်းစီနဲ့အဖွဲ့ဝင်များက၎င်းဒေါပုံမြူနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူထန်းနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများဒေါပုံမြူနယ်အမျိုးသမီးရှေးရအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေစင်ဖြိုးနဲ့အဖွဲ့ဝင်များမြို့နယ်မိခင်နယ်ကလေးဆောင်ရှောင်းရီအဖွဲ့ဝင်များရောက်ကအုပ်ချုပ်ရေးမှူးများနဲ့အသင်းအဖွဲ့များမှတာဝန်ရှိသူများက၎င်းဇီဝိတဌာနအဖြစ်ငှက်များလှုပ်ပေးကြရလို့သိရပါတယ်။ဒီသတင်းကိုတော့ချစ်စုဝေကပေးပို့ထားပေးဖြစ်ပါတယ်ရှင်။နောက်ဆုံးနေ့စမဲ့တဲ့ရင်ကတော့ပစွန်တော်မျိုးနယ်အတွင်းရှိပြည်သူများအားကျောက်တလုံးလျင်365ကျန်းတို့ဖြင့်9000လုံးရောင်းချပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးပစွန်တောင်မြို့နယ်ရှိပြည်သူများစေတုံးတသားစွာဖြင့်ဝယ်ယူနိုင်စေရန်အတွက်မြို့နယ်စီပင်သားရအုပ်ချုပ်ရေးမှုရုံးမှဝန်ထမ်းများကမြို့နယ်အတွင်းရှိရပ်ကွက်များတွင်ဧပြီလ16ရက်နေ့က9နာရီမှစတင်ပြီးကျပ်အုပ်များရောင်းချပေးကြောင်းသိရပါသည်။အခုလိုရောင်းချပေးရာတွင်အမှတ်10ရပ်ကွက်49လမ်းဘိုးကျောင်းအစံလမ်းထိန်းနှင့်အမှတ်9ရပ်ကွက်အထက်ပစွန်တောင်လမ်းနှင့်ကွက်သေးလမ်းထောင်များတွင်ရပ်ကွက်နေပြည်သူများကိုကျပ်အုပ်တစ်လုံးလျှင်365ကျပ်အုပ်အလုံးရေ9000လုံးအားရောင်းချပေးတယ်လို့သိ ရပါတယ်ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့ထားပေးဖြစ်ပါတယ်ရှင်